ကမ္ဘောဒီးယားထိုင်းနယ်ဆက်တက်မာမှုတွေကိုအစိုးရရဲ့ကင်တွယ်ပုံနဲ့ပတ်သက်လို့အများပြည်သူဖြစ်တင်ဝေဖန်မှုပိုများလာနေချိန်စစ်တဲ့အာဏာသိမ်းနိုင်ခြင်းနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကိုထိုင်းကာကွယ်ဝင်ကြီးဖွန်တန်ဝီချာရာချိုင်းကပယ်ချလိုက်ပါတယ်။မြို့သားရေးဝါဒီအဖွဲ့တချို့ကအာဏာသိမ်းနိုင်ခြင်းအစိုးရထုတ်ပယ်ခံရနိုင်ခြင်းနဲ့ပြောဆိုမှုတွေကိုတုံ့ပြန်ရမှာဝင်ကြီးဖွန်တန်ကသူနဲ့စစ်တဲ့အကြားဆက်သွယ်မြဲရှိပြီးစစ်တဲ့ဂျာဝင်ဖြစ်ရှင်းမဲ့လက္ခဏာမတွေ့ရဘူးလို့အစွန်6ရက်မှာပြောဆိုခဲ့တာပါ။ မြူသားရေးဝါဒသဘောထားတွေအားကောင်းလာစေဖို့သွေးထိုးလှုပ်ဆောင်နေသူတွေအနေနဲ့စစ်ပွဲဆိုတာရှောင်ရှားတာအကောင်းဆုံးပဲဆိုတာသူတို့နားလည်တင်ကြအောင်သွေးထိုးလှုပ်ဆောင်မှုမလုပ်ကြဘူးနဲ့လှုပ်ခဲရင်ပြဿနာတွေနောက်ကလိုက်လာမှာဖြစ်ကြောင်းဝင်ကြီးဖွန်တန်ကဆိုတာပါအများပြည်သူတွေအနေနဲ့အပြုသဘောစဉ်းစားကြဖို့နိုင်ငံတော်ချုပ်ချာအာဏာကိုကာကွယ်တာနဲ့တန်တမာဆက်ဆံရေးထိန်းသိမ်းမှုကြားကွဲကွဲပြားပြားသိအောင်လုပ်ကြဖို့လည်းသူကတိုက်တွန်းထားပါတယ်။ကဘာကြီးမှာပြဿနာတွေအများကြီးရှိနေပြီး နိုင်ငံတကာဆက်ဆံရေးဟာငင်းပွားမှုဖြစ်ချင်းရဲ့တစ်စီတစ်ပိုင်းဖြစ်တဲ့လို့လည်းဝန်ကြီးကပြောပါရီစစ်တပ်ရဲ့အားကောင်းတဲ့ရည်တည်ချက်ကြောင့်ပြဿနာအရှိန်မြင့်လာပြီးအာဏာသိမ်းမှုဖြစ်လာမှလားဆိုတဲ့မေးခွန်းကိုဝန်ကြီးဖွန်တန်ကစစ်တပ်မှာပြီးမြောက်အောင်လုံဆောင်ရမယ့်တာဝန်တွေရှိနေပြီးအစိုးရနဲ့ပြည်ပခါမဖြစ်ရဘူးလို့ပြောပါရီစစ်တပ်ရဲ့တာဝန်တွေထဲမှာနိုင်ငံတော်ချုပ်ချာအာဏာကိုကာကွယ်ရေးလဲပါဝင်တယ်လို့သူကပြောပါရီမင်းဆက်ရှိရကနှစ်နိုင်ငံရဲ့ဆက်မှာခိတ္တဖြစ်ပွားခဲ့တဲ့အပြန်အလှန်ပြစ်ခတ်မှုအတွင်းကမ္ဘောဒီးယားစစ်သားတအူးတေဆုံးခဲ့ပြီးနောက်ကမ္ဘောဒီးယားက နိုင်ငံတကာတရားရုံးမှာဖြည့်ရှင်းဖို့တောင်းဆိုထားပါတယ်။ထိုင်းကနှစ်နိုင်ငံနှိမ့်နိုင်ဖြည့်ရှင်းဖို့အလိုရှိနေပြီးနေဆက်တင်းမာမှုအရှိန်ပိုမြင့်လာလို့လိုအပ်ရင်အစ်စ်မြင့်စစ်စင်ရေးတွေပြုလုပ်ဖို့စစ်တပ်ကကြိုတင်ပြင်ဆင်ထားပါတယ်။ဆိုရရဲ့ဆုံးဖြတ်ချက်ကြောင့်စစ်တပ်ကစိတ်ပြတ်နေပြီးအများပြည်သူဝေဖန်မှုလည်းပိုများလာနေပါတယ်။နှစ်နိုင်ငံငင်းပွားမှုအတွင်းနယ်မြေဆုံးရှုံးရနိုင်တာကြောင့်ထိုင်းဆိုရအနေနဲ့ပြည်ပြသားသားရက်တီဖို့ပြည်သူတွေကအလိုရှိနေတာဖြစ်ပါတယ်။